ဘုန်းတော်ကြီးเจ้าတို့ပလီတို့ church တို့မန္တလေးတို့ဒီဖះเจ้าတို့ဟိန္ဒူဖះเจ้าတို့ဆိုတာလူတွေရဲ့နှလုံးသဲပေါ့ဘာသာဝင်တွေအားလုံးကအင်မတန်မြတ်နိုးတံမိုးထားတယ်ဘာသာသာသနာလို့ဘလောက်ပဲကြွေးကြော်ကြွေးကြော်တကယ်တကယ်ရောက်တော့သူတို့ရဲ့အာနာအမြဲတမ်းတည်မြဲရေးအတွက်အားလုံးကိုချနေနေတာပဲဖြစ်ပါတယ်ဆိုတော့မအလာဟာဒီအာနာယူဟာဒီစစ်မိတ်စာဟာဘယ်ဘာသာကိုမှ သူကမျက်နှာသာမပေးပါဘူးအားလုံးပဲမင်္ဂလာပါဓမ္မဖြင့်အာရမကို တော်လန့်ခြင်းဓမ္မတာကိစ္စသကားဝိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီဓမ္မတာကိစ္စသကားဝိုင်းကို အပတ်စဉ်ကြာတာပရိနေမြန်မာစံတော်ချိန်ည8:00နာရီတိုင်းထုတ်လွှင့်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီတစ်ပတ်မှာ အပိုင်း82ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း82မှာ မော်လာနာဟာဖစ်ကာရီ ဥဆုံးနေဦးဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကိုပြန်လည်တင်ပြသွားမှာပဲဖြစ်ပါတယ်။ဆရာဥဆုံးနေဦးကဓမ္မနဲ့အာရမတိုက်ပွဲမှာဘေဟာကဓမ္မဘေဟာကအာရမလဲဆိုတာကိုအစ္စလမ်ဓမ္မပါရတော်တွေကိုချိန်ညှိပြီးတော့အခုလိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရောကဘာကြီးမှာရောဒီနေ့လက်ရာဇွန်အာတန်တဲ့အမျိုးသားရေးအစွန်းရောက်တွေနေရာယူလာကြတယ် အင်မတန်ကြောက်မက်ဖွယ်ကောင်းတယ်ပေါ့နော်မိမိရဲ့အမျိုးကိုချစ်တာမိမိရဲ့သာသနာကိုမျက်နိုးတာမိမိရဲ့သာသနာအပေါ်မှာတန်ဖိုးထားလေးစားတာဟာအင်မတန်ကောင်းတဲ့လုပ်ရပါသို့တော့အဲ့ဒီအင်မတန်လှတဲ့ခေါင်းစဉ်တက်ပြီးတော့လူမှုကိုဒုက္ခပေးတာလူမှုကိုမျက်ွယ်ပြုတာပြီးတော့ကဘာအရရမှာရှိတဲ့ဒီရက်ဆက်မှုတွေအနိဋ္ဌာယုံတွေပေါ့နော်မြန်မာနိုင်ငံမှာမဟုတ်ဘူးဒီနေ့ကဘာမှာဆိုရင်ရုရှားဟာ နော်သူတို့နည်းမြေမဟုတ်တဲ့ယူကရိန်းကိုအဓမ္မကျူးကျော်တယ်တကယ်ကိုတိုးတက်နေတဲ့ AI ခေကြီးမှာ21ရာစုမှာဒီလိုရင်ကျေးတဲ့လူအတိုက်အဝန်းကိုတိဆောက်နေတဲ့ကာလာမျိုးမှာဒါမျိုးတွေကြားရမယ်လို့တော့မထင်ခဲ့ပါဘူးဒီနေ့အရှိလေပိုင်းမှာဆိုလဲဂါဇာကမ်းမြောင်ဒေသဥပုပ်ဆောင်နေတဲ့ကလေးတွေအိတ်နေတော့လေရင်နဲ့ဘုံကျဲတယ်သို့တော့ဘုံကျဲခံရတဲ့သူတွေကအကျန်းဖတ်သမားတွေဖြစ်ပြီးဘုံကျဲတဲ့သူတွေကတော့ ိုကိုကိုကာဝယ်တဲ့သူတွေလို့ကဘာမှာဒီလိုကြွေးကြော်ကြတယ်ပေါ့အင်တာမျက်နာပြောင်ပြောင်နဲ့ပဲလှုပ်နေကြတာတကယ်ကိုစိတ်မကောင်းပါဘူးဒီကာလဟာအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်ကာလဖြစ်တယ်ဥပုပ်ကာလရောက်တိုင်းအဲ့ဒီဒေတာမှာရှိတဲ့ဟိုအစ္စလမ်ဘာသာဝင်တွေအများန်းကျူးကျော်စော်ကားခြင်းခံရတယ်ဒုက္ခပေးခြင်းခံရတယ်ဒုက္ခပေးတဲ့သူတွေကအကျန်းဖတ်သမားကိုနှိမ်နင်းတဲ့သူတွေလို့တကဘာလုံးဝမီဒီယာတွေကတစ်ဖက်ဆောင်းနှင်းဖော်ပြကြတယ် ထိုနည်းတူသောမြန်မာနိုင်ငံမှာကြည်လိုက်ရင်လည်းကျွန်တော်တို့နောင်ချိုမှာဖုံတော်ကြီးစတင်ဖုံတော်ကြီးကျောင်းဖုံတော်ကြီးကျောင်းတို့ပလီတို့ချတ်တို့မန္တလေးတို့ဒီဖရားကျောင်းတို့ဟိန္ဒူဖရားကျောင်းတို့ဆိုတာအင်မတန်လူတွေရဲ့နှလုံးသဲပေါ့နော်ဘာသာဝင်တွေရဲ့ဟုတ်သည်ရှိမဟုတ်သည်ရှိဘာသာဝင်တွေအားလုံးကအင်မတန်မျက်နှာတံမိုးထားတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဂျနီဗာကွန်မန်းရှင်းမှာဆိုရင်အဲ့ဒီနေရာတွေကိုစစ်ဖြစ်နေသည့်တိုင်အောင်မထိပါရဘူး။ ဒီနေရာမှာဇကညအနေနဲ့အစ္စလမ်ဓမ္မရဲ့စိုးစိုးမမှုမှာဆိုရင်အဲ့ဒီလိုဘာသာရေးအဆောက်အဦတွေကို မကျူးကျော်ရတဲ့ဖြင့်အကယ်၍စစ်အတွင်းမှာဘာသာရေးကောင်းဆောင်တွေပါတယ်ဆိုရင်အဲ့ဒီဘာသာရေးကောင်းဆောင်တွေကိုလည်းအမျိုးသမီးတွေကလေးတွေနော်မတန်ဆွမ်းနေနီးသူကာဝယ်ပေးရပါတယ်ဖက်စစ်စစ်တပ်မရေတပ်ကတော့ဘာသာရေးအဆောက်အအုံပဲဖြစ်ဖြစ်နောက်ဆုံးမိမိတို့ကိုယ်တိုင်ကယူတီကမ်းဆိုင်ပါတယ်ဆိုတဲ့ ုရားဘာသာဖျားကြောင်းကံစေတီပထိုးတွေပဲဖြစ်ဖြစ်ဒီနေရာမှာရှောင်မှာမဟုတ်ပါဘူးသူတို့အာနာတိမြဲကြီးအတွက်အားလုံးကိုချနှင်းပြီးတော့စည်သေးသွားမှာပဲဖြစ်ပါတယ်ဘာသာရေးကောင်းဆောင်တွေကိုကာကွယ်ဖို့နေနေတာတာဝင်းနေမိတာယုံစေတော်ကြီးကိုလုတ်ကြံတက်ဖြတ်လိုက်တဲ့တာရကတွေဟာဒါအထင်ရှားပါဒီတိုင်းမဲ့တခြားမထင်ရှားတဲ့ဆရာတော်တွေမြောက်များစွာစိမိတ်စာစစ်ဘလူးတွေတက်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ပြန်လည်မှုခဲ့ရတဲ့အဖြစ်ပြက်တွေလည်းအများကြီးပဲဖြစ်ပါတယ်။ဒီတော့ဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ဟာဘာသာသာသနာဘာသာသာသနာနဲ့ပါဇက်ကတွင်တွင်ပြော သူ့ရဲ့နောက်လိုက်မဘာသာယဟန်ရုပ်တွေကလည်းသဒ္ဓါပညာနဲ့ပြည့်စုံတဲ့မင်းကောင်းမင်းမြတ်လို့ပြောလို့ပြောဖရာအောင်တရားတော်မင်းကြီးလို့ဆိုလို့ဆိုဒီလိုအာရမမှုတွေပြုတ်နေတာတွေကိုထောက်ခံအားပေးနေတာတွေရှိပါတယ် ပြောကျင်တာက ဘာသာသာသနာလို့ဘလောက်ပဲကြွေးကြော်ကြွေးကြော်တကယ်တကယ်ရောက်တော့သူတို့ရဲ့အာနာ အမြဲတမ်းတည်မြဲရေးအတွက်အလုံးကိုချနေနေတာပဲဖြစ်ပါတယ်ဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီဘာသာရေးကောင်းဆောင်တွေဘာသာရေးအဆောက်အဦတွေနော်အားနေတဲ့ကလေးတငယ်တွေအမျိုးသမီးတွေဆိုတာကကျွန်တော်တို့တို့မှလက်နက်မရှိဘူးတို့ဟာကျွန်တော်တို့ကိုပြန်ပြီးတော့တိုက်ခိုက်နိုင်တဲ့ စွမ်းအားမရှိဘူးဆိုတော့အဲ့လိုလူတွေကိုလက်နက်ရှိတဲ့သူတွေဩဇာရှိတဲ့သူတွေเนาะနိုင်ငံရေးဩဇာစစ်ရေးဩဇာရှိတဲ့သူတွေက ကာကွယ်ပေးရမှာအစ္စလာမ်ဓမ္မမှာလည်းဒီလိုပဲပြဆိုရတယ်ဒါအပြင်အကြိဘာသာရေးကောင်းဆောင်တွေကိုအဲ့ဒီစစ်အတွင်းမှာเนาะစွန်းကွန်ကတ်လူမဲ့လူမရှိရင်တောင်မှအစ္စလာမ်ဘာသာရေးကောင်းဆောင်တွေဒီအစ္စလာမ်ဘာသာရဲ့စစ်သားတွေကနေပြီးသူတို့ကိုစွန်းကွန်ကတ်ပေးရတယ် နော်ဒါတွေဟာတမိုင်းမှာလည်းရှိပါတယ်တိတ်ရှည်သွားမှာဆိုလို့ပဲမပြောတော့ပါဘူးအဲ့ဒီလိုဘာသာရေးအဆောက်အဦနှောင်းချိုးမှာနော်တကယ်ဘာသာသာသနာကိုထိမ့်သိမ်းဆောက်ရှောက်ပါတယ်ဆိုတော့သာသနာပြုမင်းကဘုံနဲ့ကျဲချတယ်ပြီးတော့သူတို့ရဲ့ဝါရဖြန့်မီဒီယာတွေမှာဘလို့ရေးလဲဆိုတော့အဲ့ဒီကြောင်းတွေကိုတဲ့လက်နက်ကင်တက်သားတွေဘသူတွေမှတော့မသိဘူးလက်နက်ကင်တက်သားတွေကရေလာချိုးလို့လက်နက်ကင်တက်သားတွေရေလာချိုးတာနဲ့အဲ့ဒီနေရာကိုသွားပြီးဘုံကျဲဖို့လိုလို့လားဝက်လက်မှာဒီနေ့ ဖះကြောင်းတော်တို့ဒီနေ့လည်းထပ်ပြီးတော့ဘုန်းနဲ့ကျဲပါတယ်เนาะဒီနေ့9:25မိနစ်လောက်မှာဝက်လက်မျိုးစစ်ငိုင်ကြေးရွာမှာတရာဥလေစိတ်ကနေပြီး jet fighter နဲ့ထပ်ပြစ်တယ်ဆိုတော့အဲ့ဒီမှာဆိုရင်လေထိုနေ့တူတာကျွန်တော်တို့ဟိုသကိုင်းတိုင်းအတွင်းမှာရှိတဲ့ပလီတွေပြီးရင်တကယ်ဟိုတမိုင်းဝင်ခရိယန် church เจ้าနေရေဦးမှာရှိတဲ့တမိုင်းဝင် church เจ้าနေမိရှို့တယ်ဖြက်စီးတယ် သိမကြခင်ကာလကပဲမနစ်တနေ့ရပြီးခဲ့တဲ့3-4ရက်လောက်ကပဲဒီဗမော်เนาะကချင်ပြည်နယ်ဗမော်မှာရှိတဲ့เนาะတမိုင်းဝင် စိတ်ပီတာဆိုတဲ့ chestown ကိုလည်းအเจ้าမဲ့เนาะလေเจ้าကနေတိုက်ခိုက်ခဲ့တယ်ဖျက်ဆီးတယ်ပြီးတော့အဲ့ဒီဗမော်မြို့မှာပဲပဟာဒီပလီကိုသိမကြခင်ကပဲဘုံချဲတယ်ပလီလည်းပျက်ဆီးတယ်ပလီဆရာအိမ်လည်းပျက်ဆီးတယ်အမျိုးသမီးတူအစ္စလာမ်ဘာသာဝင်အမျိုးသမီးတူเนาะရှဟီဒ်ဖြစ် ကွယ်လွန်ခဲ့ရရှာတယ်ဆိုတော့ဒီမအလာဟာဒီအာနာယူဟာဒီစစ်မိတ်ဆာဟာဘယ်ဘာသာကိုမှသူကမျက်နှာသာမပေးပါဘူးเนาะများမကြရင် ကာလာကလည်းဘကိုးတိုင်းမှာရှိတဲ့ဖះเจ้าအဲ့ဒီဖះเจ้าနေရာသူဘာ PDF မှလည်းမရှိဘူးဘာစည်ရေးလှုပ်ရှားမှုမှလည်းမရှိဘူးဘာတိုက်ပွဲမှလည်းမရှိဘူးဖះเจ้าကိုလည်းဘုံကျက်ဖြတ်စီတယ်ဖက်စစ်စစ်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်မှတီဟိုနေဝင်းအထိ ပြန်လည်ပြီးတော့ဦးသင်တို့ရေတွက်ကြည့်မယ်ဆိုလို့ရှိရင်တို့ရဲ့နှလုံးသားထဲမှာဘာသာမရှိပါဘူးဒါကိုဘာသာမဲ့လို့ပြောကြပါတယ်ဘာသာမဲ့ဆိုတာကနှမျိုးရှိတယ်လို့ဦးသင်တို့ကတော့မြင်ပါတယ်ဘယ်ဘာသာရေးရဲ့အဆုံးအမကူမှနှလုံးသားထဲမှာမရှိတဲ့ဘာသာမဲ့ရဲ့ဘာသာတွေအလုံးရဲ့အဆုံးအမကိုယူပြီးတော့ဘယ်ဘာသာမှမခံယူတော့ဘဲနဲ့စစ်မှန်တဲ့ဓမ္မတွေကိုပဲလိုက်နာကျင့်သုံးနေတဲ့ဘာသာမဲ့ရဲ့ဆိုတဲ့ ဘာသာမဲ့နှမျိုးရှိတယ်လို့ဦးသိန်းကတော့မြင်ပါတယ်။နော်ဝေနိုင်ငံတို့လိုဒိန်းမတ်နိုင်ငံတို့လိုရှင်သုံးနေကြတဲ့ဘာသာမဲ့တွေကတော့ဘာသာတွေအလုံးရဲ့ဓမ္မတွေကိုကျင့်သုံးခံယူပြီးတော့ဘယ်ဘာသာမှမခံယူတာကိုဘာသာမဲ့လို့ခေါ်တာဖြစ်ပါတယ်။ဒီဖက်သစ်စစ်တပ်မရင်းတပ်ခက်ဆက်ဆက်ကျင့်သုံးခဲ့တဲ့ဘာသာမဲ့ကတော့ဘယ်ဘာသာရဲ့အယူအဆဓမ္မတွေကိုမှသူတို့ကလိုက်နာကျင့်သုံးခြင်းမရှိဘူး။နှလုံးသားထဲမှာလည်းအဲတတ်မှတ်ထားခြင်း မရှိဘဲနဲ့ဓမ္မမဲ့နေတဲ့ဘာရာမဲ့တွေလို့ဒီလိုပဲဆိုလို့ရမှာ ဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဒီနေ့ဒီအချိန်မှာဘယ်ဘာသာကိုမှမရှောင်ကျင်မဲနဲ့အားလုံးကို နှစ်ကွအားလုံးကိုဖျက်ဆီးဘုံကျဲတပ်ဖြတ်နေတာပဲဖြစ်ပါလိမ့်မယ်။အဲ့တော့ဘယ်ဘာသာမှကိုနေလို့ပဲရအောင်။ဘယ်ဘာသာကိုမှလည်းအလေးမထားဘူး။မမာရဝိဇ္ဇာဆိုတဲ့နော်ရုပ်ထူကြီးကိုထုတယ်။အာသာသနာပြုမင်းဆိုပြီးတော့ တစ်ဖက်မှာတော့ရုတ်ထုတ်ထုတ်ပြီးတစ်ဖက်မှာတော့လူတွေကိုနှိမ့်စင်တဲ့အမြတ်တက်မြန်မာနိုင်ငံမှာအခုဆိုရင်မအဒီစစ်အာဏာရှင်နဲ့စစ်အာဏာရှင်လက်ပါစီတွေရဲ့တပ်ဖြတ်မှုကြောင့်ပြည်သူ6000ကျော်အသက်ဆုံးရှုံးခဲ့ရပြီးခဲ့တဲ့တလာတဲမှာတင်ကသခိုင်းတိုင်းမှာပြည်သူအယောက်90အသက်ဆုံးရှုံးခဲ့ရတယ်။အဲ့တော့ဒီလောက်ထိရက်ဆက်တဲ့ဒီစစ်အာဏာရှင်တွေဘုံနိဒူသောကဘာအရရမှာရှိတဲ့အတ္တမဘတ်တော်သားတွေဒီနေ့ကောင်းစဉ်က ဓမ္မဖြင့်အတ္တမကိုတော်လှန်ခြင်းကျွန်တော်တို့ဘယ်နေရာမှာပဲရှိရှိဘယ်အခြေအနေမှာပဲရောက်နေရောက်နေကျွန်တော်တို့ဟာဒီအတ္တမဝါဒီတွေကိုကျွန်တော်တို့ဟာကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့နှုတ်နဲ့တက်နိုင်နှုတ်နိုင်ဟိုတမန်တော်မုဟမ္မဒ်သခင်ကကျွန်တော်တို့ကိုလမ်းညွှန်ခဲ့တယ်အီသာမရောအာမင်ကွန်မွန်ကာရန်ဖလ်ယူဂိုင်ရ်ဘီယာဒီမကောမှုအာကုသူတရားရောက်ကလုံနေအဲ့ဒါကိုတက်နိုင်ရင်ကိုထိလက်ရောက်သူ့ကိုသွားပြီးတော့တားပါတဲ့အဲ့လိုမှမတက်နိုင်ရင် နှုတ်အားဖြင့်တားပါမတတ်နိုင်ဘူးဆိုရင်စိတ်ထဲကနေပြီးတော့ညုံညင်ပြီးတော့နေပါငါနဲ့မဆိုင်ဘူးလို့ဆိုပြီးတော့နေလို့တော့မရဘူးဒီစစ်အာဏာရှင်အပါအဝင်ပေါ့နော်အာဏာရှင်တွေလက်ရအစွန်းရောက်တဲ့အမျိုးသားရေးဝါဒီတွေဟာကဘာမှာနော်လူမျိုးပေါင်းစုံဘာသာပေါင်းစုံဘာသာအယူဝါဒမရှိတဲ့သူရောရှိတဲ့သူရောတိုင်းရင်းသားပေါင်းစုံကိုတက်ဖြတ်ဒုက္ခပေးနေတယ်ကျွန်တော်တို့ကတစ်ဖက်မှာနော်ငါတို့ဘာသာဝင်တွေမဟုတ်သေးလို့ငါတို့နေရာကိုမရောက်သေးလို့ ငါတို့နိုင်ငံမှာမရောက်သေးလို့ငါတို့မြို့ကိုမရောက်သေးလို့ဆိုပြီးတော့ကျွန်တော်တို့တွေငြိမ်နေလို့မရဘူးငြိမ်နေအဲ့ဒီနေရာကိုရောက်လာမယ်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တပါးရှိတယ်အဘူသာဝကျားမှာဖော်ပြတယ်မတရားမှုတွေညှင်းဆဲတပ်ဖြတ်မှုတွေနှိပ်စက်မှုတွေကိုမြင်ပါလျက်အဲ့ဓာတွေကိုလုံးဝတားဆီးမှုပိတ်ပင်မှုမလုပ်ခဲ့ဘူးဆိုရင်အဲ့ဒီမတရားမှုတွေဟာတနေ့နေ့မှာအသိစီရောက်လာလိမ့်မယ်ဘုန်းကြီးတို့သာကျမ်းတော်များကိုရာမှာခန္ဓာနှစ်ပါရမှာ250နဲ့တက်မှာ ولولا دفع الله الناس بعضهم ببعض لفسدت الارض အကယ်၍များအသင်တို့ဟာမတရားမှုတွေကို မတရားမှန်သိရတဲ့နဲ့တွန်းလှန်ခြင်းတော်လှန်ခြင်းစန့်ကျင်ခြင်းမလုပ်ခဲ့ဘူးဆိုရင်လဖာဆတ်တာတဲ့အော်တမတရားမှုတွေမတော်မတရားမှုပြုမှုတွေညှဉ်းပန်းနှိပ်စက်မှုတွေဟာတကဘာလုံးကိုပြန့်နှံ့သွားလိမ့်မယ်။နော်ကဘာကျူပြန့်နှံ့သွားလိမ့်။ဒါကြောင့်မို့ကျွန်တော်တို့ကဟိုငါဟာဘာသာရေးဆရာဖြစ်လို့ငါဟာကျောင်းဆရာဖြစ်လို့ ငါအတော်မသိတော့ဘူးငါပါလို့မဖြစ်ဘူးငါတို့တော်လာလို့မဖြစ်ဘူးထိုနည်းတူသောငါတို့ဘာသာမဟုတ်ဘူးနော်ငါတို့နဲ့မဆိုင်ဘူးငါတို့လူမျိုးမဟုတ်ဘူးငါတို့နဲ့မဆိုင်ဘူးငါတို့နိုင်ငံမဟုတ်ဘူးငါတို့နဲ့မဆိုင်ဘူးလို့နေလို့မရဘူးဘာသာရေးခေါင်းဆောင်ဆိုတာဟာဓမ္မကိုရှေ့ဆောင်နေရတဲ့ဓမ္မဝန်ဆောင်တွေပဲဖြစ်ပါတယ်ဓမ္မတရားလွှမ်းမိုးဖို့အတွက်မိမိတို့ကိုယ်၌ကမိမိတို့ရဲ့အပြောမိမိတို့ရဲ့အကြံအစည်မိမိတို့ရဲ့အလုပ်ကံတွေဟာ ဓမ္မဖြစ်ဖို့အတွက်စံပြကျင့်ပေးရတာပဲဖြစ်ပါတယ်။အစ္စလမ်ဘာသာဝင်တွေရဲ့ဘာသာရေးကောင်းဆောင်တွေပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးကောင်းဆောင်တွေပဲဖြစ်ဖြစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ဘာသာရေးကောင်းဆောင်တွေပဲဖြစ်ဖြစ်ဟိန္ဒူဘာသာဝင်တွေရဲ့ဘာသာရေးကောင်းဆောင်တွေပဲဖြစ်ဖြစ်ဒီဘာသာရေးကောင်းဆောင်တွေဟာဓမ္မကိုဆောင်နေကြရတဲ့ဓမ္မဝန်ဆောင်တွေပါ။ဒါကြောင့်မိမိတို့ကိုယ်တိုင်ကဓမ္မနဲ့အညီစံပြကျင့်သုံးနေဖို့လိုအပ်ပါတယ်။ဓမ္မနဲ့အညီစံပြကျင့်သုံးပြီးတော့မှအာရမောက် အမှုတွေလှုပ်ဆောင်တဲ့သူတွေပြောဆိုတဲ့သူတွေကြံတည်တဲ့သူတွေပေါ်ပေါက်လာတဲ့အခါမှာဒီအရမမှုတွေပြုနေတဲ့သူတွေကိုသုံးမပဲ့ပြင်ပယ်ရှင်းတုတ်တင်ဖို့တာဝန်အပြည့်ဝရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဘာသာရေးခေါင်းဆောင်တွေမှာငါတို့ကတော့ဘာသာရေးခေါင်းဆောင်ပဲငါတို့ကတော့ဘုံကြီးပဲဆိုပြီးတော့အရမမှု ပြုနေတဲ့သူတွေပေါ်ပေါက်လာတဲ့အခါမှာဓမ္မဘက်မှာယက်တည်ပြီးတော့တော်လန်နေတဲ့သူတွေဟာလည်းပေါ်ပေါက်လာကြမှာပဲဖြစ်ပါတယ်။ငါတို့နဲ့မဆိုင်မှုဆိုပြီး အသာလေးနေမယ်ဆိုလို့ရှိရင်တော့အသေးနာတဲ့အထဲမှာရှီသွန်းကပါဝင်နေလိမ့်မယ်ဆိုတာကိုအလုံးသိထားမှာပဲဖြစ်ပါတယ်။တကဘာလုံးဟာကျွန်တော်တို့ဟာသွေးချင်းညီနောင်နေပဲလူတွေအားလုံးပဲเนาะလူသားတွေအချင်းချင်းပဲကျွန်တော်တို့တမန်တော်မုဟမ္မဒ်ကမိန့်ကြားခဲ့တဲ့ဩဝါဒတော်ရှိတယ်။အလ်ခလ်ကူအီယာလူလာအလ္လာဟ်ရှင်မြတ်ဖန်ဆင်းထားတဲ့ဖန်ဆင်းကံဒီအားလုံးဟာမိသားစုဝင်နေပဲတဲ့။အဲ့တော့အဲ့ဒီဖန်ဆင်းကံတွေထဲမှာအမောမြတ်ဆုံးကဘယ်သူလဲဆိုရင်တဲ့ အလောရှင်မြတ်ဖန်ဆင်းထားတဲ့တနည်းပြောမှဆိုရင်ဝိနေယတတ္တဝါတွေအားလုံးကိုအကျိုးပြုတယ်၊ကယ်ဆယ်တယ်၊မတရားမှုတွေကိုတားဆီးတယ်။အဲ့လိုလူဟာအမောမြတ်ဆုံးဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့မီဒီယာစာမျက်နှာတွေမှာတနေရာရာမှာတခုခုဖြစ်လို့တင်လိုက်ပြီဆိုရင်တော်တော်စိတ်မကောင်းဖြစ်ရတယ်။ဘာသာအပေါ်မှာလူမျိုးအပေါ်မှာနော်ပါတီဆွဲတွေအပေါ်မှာနော်ကျွန်တော်တို့ကလူတွေတည်တာတောင်မှကောင်းတယ်။အေးတာပဲ ကဲတော်လန်ကြခြင်းအောင်စသဖြင့်အောက်မှာဝင်ရေးကြတာအင်တာမျက်နာပူစရာကောင်းတယ်ပြီးတော့ဒီမတရားမှုတွေဆိုတာကကျွန်တော်တို့အခုမတရားဘူးလို့သိတယ်တချို့ကျတော့လည်းမတရားမှမသိဘူးမတရားတာလောက်တာကလုံးတဲ့နဲ့ကိစ္စလို့ကျွန်တော်တို့ထင်ကြတာဒါကတော့အခြေအနေတော်တော်ဆိုးတဲ့အခြေအနေပေါ့နော်တချို့ကကျတော့မတရားမှုလားတရားမှုလားကိုတို့မသိဘူးတို့မှဒီပညာလဲတို့မရှိဘူးသို့တော့ကျွန်တော်တို့သိရမှာကကျွန်တော်တို့လူသားတွေအပေါ်မှာ နော်လက်နက်ကိုအားကိုပြီးအာနာကိုအားကိုပြီးဩဇာကိုအားကိုပြီးတော့မတရားပြုကျင့်ပြီဆိုရင်အဲ့ဒီသူတွေဘက်ကနေပြီးတော့ဖိနှိပ်ခံရတဲ့ပုံကိုယ်တွေဘက်ကနေပြီးတော့အစော်ကားခံရတဲ့ပုံကိုယ်တွေဘက်ကညှင်းမနှိပ်စက်ခံရတဲ့ပုံကိုယ်တွေဘက်ကနေရက်တီတာဟာကျွန်တော်တို့ဖရားတွေရဲ့စွန့်နှက်လို့ခေါ်တဲ့လမ်းစဉ်မှာပဲဗုဒ္ဓပဲကြည်ကြည်သခင်ခရစ်တော်ပဲကြည်ကြည်ခရစ်ရှနာဟုပဲကြည်ကြည်ကျွန်တော်တို့ရဲ့နောက်ဆုံးတမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟိဝါဆလမ်ဟုပဲကြည်ကြည် အားလုံးဟာဒီလိုညှဉ်းပန်းနှိပ်စက်ခြင်းခံရတဲ့အဖိနှိပ်ခံနေအစော်ကားခံနေနော်လူတွေအားလုံးဟာပယ်ထားတယ်သူတို့ဟာဆင်းရဲလို့သူတို့ဟာမျက်နှာမွေးတွေဖြစ်လို့သူတို့ဟာကြောမွေးတွေဖြစ်လို့ဆိုပြီးတော့ပယ်ထားတဲ့သူတွေကိုအမြဲတမ်းကာဝယ်ပေးခဲ့တယ်ဒါကြောင့်မို့နဗီတမန်တော်တွေလာခြင်းကောင်းတော်မူသောမဟာလူသားပုဂ္ဂိုလ်သူဖရာတွေအားလုံးကိုပထမအဦးဆုံးထောက်ခံတာလေအဲ့ဒီလူနည်းစုသို့မဟုတ်အဖိနှိပ်ခံနေကြောမွေးတွေဆင်းရဲသားတွေကပထမအဦးဆုံးထောက်ခံတယ်ဘာကြောင့်လဲ ူတို့ဘက်ကယက်တီလို့အင်အားကြီးမှငါတို့သူတို့နဲ့ပူးပေါင်းမယ်ဆိုရင်အင်အားကြီးမှပူးပေါင်းတာဟာသူတော်စင်သူတော်မြတ်တွေရဲ့အလုံးမောင်းမဟုတ်ပါဘူးဒါသူယုံမာတွေရဲ့အလုံးပါသူတို့ဟာအင်အားကြီးတယ်အင်အားကြီးရင်မှန်တယ်သူတို့ဟာပရိုပဂန်ဒါလုပ်တာကောင်းတယ်သူတို့မှန်တယ်ဆိုတဲ့အတွေ့အဟာအင်မတန်ကြောက်စရာကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့စဉ်းစားကြည့်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့လိပ်ပြာလုံဖို့ကျွန်တော်တို့လွယ်လွယ်လေးပြောကြတာလိပ်ပြာလုံလားလိပ်ပြာလုံလားတခါတလေမှာကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်ကိုယ်ကိုနှစ်ဖို့ပေါ်လက်တင်ပြီးတော့စဉ်းစားကြည့်သားမအောင်ငါတို့ဟာ ဘယ်မတရားမှုတွေပေါ်မှာပါတီအစွဲမရှိပဲလူမျိုးအစွဲမရှိပဲဘာသာအစွဲမရှိပဲ ਨੇ မတရားမှုကိုမတရားမှုမှန်သိပြီးတော့ငါတို့ကာဝယ်ဘူးတယ်လေကာဝယ်ရဲ့ရင်ရောငါဘု து အတွက်ကာဝယ်တာဓမ္မအတွက်ကာဝယ်တာလားသို့မဟုတ်လူပုဂ္ဂိုလ်တယောက်အတွက်ကာဝယ်တာလားသို့မဟုတ် ideology တစ်ခုအတွက်ကာဝယ်တာလားငါလူမျိုးအတွက်ကာဝယ်တာငါဘာသာအတွက်ဒါဆိုရင်အင်တာအတ္တကြီးပါကျွန်တော်တို့လူသားဝါဒဆိုတာကလူသားမျိုးနွယ်အားလုံး နဲ့သက်ဆိုင်ပါတယ်ဒါကြောင့်မို့ဒီနေ့မောလနာရိုမီကပြောခဲ့တဲ့စကားလုံးလေးကျွန်တော်ခဏခဏဒါလေးကိုနှစ်သက်လုံးလုံးပြောပါတယ်ဘာသာအားလုံးဟာတဲ့လူတွေအပေါ်မှာ မြစ်တာထားဖို့အတွက်လမ်းညွန်ဆုံးမဩဝါဒပြုကြပါတယ်တဲ့သို့တော်တဲ့မြစ်တာတရားကိုယ်တိုင်ကတော့ဘာသာမဲ့ပါတနည်းပြောချင်တာကလူတယောက်ရဲ့နှလုံးအိမ်မှာမြစ်တာဆိုတဲ့တက်ကိန်းအောင်သွားရင်ဘာသာလူမျိုးအသားအယောင်သူ့ရဲ့ယက်တီမှုသူ့ရဲ့ဖြက်တီမှုသူ့ရဲ့ဘယ်ပါတီကိုထောက်ခံတဲ့ ဘယ်လူအစုအဝေးကိုလက်ခံနေဆိုတာတွေမရှိတော့ဘူး။ तू ကဘာပဲ तू အုံနောက်တဲ့ရှိတော့ဓမ္မနဲ့အာဓမ္မဒီနေ့ဇကဝိုင်းမှာပါတဲ့ဓမ္မဖြင့်အာဓမ္မကိုတော်လန်ခြင်းဆိုတာဒါကိုဆိုလိုတာပါ။เนาะကျွန်တော်တို့မှာဘာအစွဲတွေမှမထားဘူး။ဘာလူမျိုးဘာဘာသာဘာအတွေ့အမြင်မှမထားဘူး။မတရားဘူးဆိုတာမြင်ပြီဆိုရင်ကျွန်တော်တို့ဟာအမြဲတမ်းတော်လန်နေရမယ်။ကြောင့်မို့ကျွန်တော်မှခံယူချက်တစ်ခုရှိတယ်ကျွန်တော်တို့ဟာအမြဲတမ်းတော်လန်ရေးသမားဖြစ်နေရမှာပါ။ဘာဖြစ်လို့လို့ဆိုရင်မတရားတာတွေကိုမြင်နိုင်ကျွန်တော်တို့တော်လန်နေရမှာ အကယ်၍ကျွန်တော်ရဲ့ရွှေမျိုးသားချင်းအရင်ခေါက်ခေါက်သို့မဟုတ်ကျွန်တော်ထောက်ခံနေတဲ့သူကျွန်တော်သဘောကျနေတဲ့သူတယောက်ကမတရားတာလုပ်ခဲ့ရင်လေဩငါနဲ့ခင်တဲ့လူပဲငါနဲ့ပတ်သက်တဲ့လူပဲသူ့ကိုမျက်နှာသာပေးလိုက်မယ်မတရားတာကိုမသိကြအောင်ဆောင်လိုက်မယ်ဆိုရင်တနေ့အဲ့ဒီလူကမတရားမှုကကျွန်တော်စီလဲရောက်လာတာဒုနည်းတူသောကျွန်တော်တို့ကကိုယ်နိုင်ငံမှာမဟုတ်ဘူးတခြားတနေရာမှာဖြစ်တာဟေ့ဖြစ်ပါစေဟေ့ငါတို့နဲ့မဆိုင်ဘူးငါတို့နဲ့မပတ်သက်ဘူးခံမစေဘာဖြစ်တယ်ညာဖြစ်တယ်တစ်ချိန်မှာအဲ့ဒီမတရားတဲ့စနစ်ကြီးတစ်ခုက ကျွန်တော်တို့စီကူစိုက်စိုက်မြဲမြဲရောက်လာမှာပါထိုနည်းတူသောမြန်မာနိုင်ငံထဲမှာလည်းเนาะမင်းအောင်လိုင်းအပါအဝင်မင်းအောင်လိုင်းရဲ့လက်ပါစီအခုပြူစောထီးတွေเนาะမဘာသာတွေတည်သူလူထုအပေါ်မှာလူနည်းစုတွေအပေါ်မှာဘာသာအယူဝါဒမတူသူတွေအပေါ်မှာအင်အားတိဆောက်ပြီးတော့မတရားကျူးလွန်ခဲ့တာနှစ်ပေါင်းများစွာကြာပြီကျွန်တော်တို့အဲ့ဒီအပေါ်မှာနှုတ်ဆက်နေခဲ့ရင်ဘာဖြစ်လဲအဲ့ဒီမတရားမှုတွေအဲ့ဒီမတော်မတရားလုပ်မှုတွေအဲ့ဒီညှဉ်းပန်းနှိပ်စက်မှုတွေကကျွန်တော်တို့အိမ်ရှိကိုစိုက်စိုက်မြဲမြဲဒီနေ့ရောက်လာနေပြီ အတ္တမစစ်မှုထမ်းခိုင်းနေဆိုတာဒါပဲကျွန်တော်တို့စီကိုဒီမတရားမှုတွေဆိုက်ဆိုင်မြဲမြဲရောက်လာပြီဆိုတော့အဲ့ဒီမတရားမှုတွေကကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကတချို့ကပြောတယ်လက်နက်ကင်မဟုတ်ပါဘူးလက်နက်ကင်နေရာလည်းမဟုတ်လက်နက်ကင်တဲ့လူကိုကျွန်တော်တို့ကပံပိုးကူညီရင်လဲကျွန်တော်တို့အစ္စရဓမ္မမှာဆိုရှိတယ်ရှေလန်းစစ်မျက်နှာပြင်ကိုအလောရှင်မြတ်ရဲ့လမ်းဖီဆပေးလာလို့ခေါ်တဲ့အလရဲ့လမ်းမှာတိုက်ပွဲဝင်နေတဲ့တပ်သားတွေကိုတဲ့သူတို့ရုပ်ကိုပံပိုးရင်ကူညီရင်သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရင်သို့မဟုတ် တို့ရဲ့ကြံနေခဲ့တဲ့မိသားစုတွေကိုကာကွယ်စောင့်ရှောက်ပေးရင်ထိမ့်သိမ့်ပေးရင်အဲ့ဒီသူဟာစစ်ရှေတန်းစစ်မြတ်နေပြည်မှာပါဝင်တဲ့ဂါစီလို့ခေါ်တဲ့ဒီစစ်တိုက်တဲ့ပုဂ္ဂိုလ်နဲ့ကုသိုလ်အကျိုးအတူတကွရရှိပါလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီအထမမှုတွေကိုကာကွယ်ပါကျွန်တော်တို့ကျွန်တော်တို့ဘာသာတရားတွေရဲ့စုစုံမမှုတွေဗုဒ္ဓဘာသာပဲပြောပြောအစ္စလာမ်ဘာသာပဲစုစုံခရစ်ယာန်ဘာသာပဲပြောပြောဟိန္ဒူဘာသာဝင်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ဘာသာရဲ့တကယ်အနှစ်သာရဘာသာရေးကောင်းဆောင်နေပြောတာတွေတော့အရင်ကြီးနားမထောင်နဲ့ဘာသာရေးကောင်းဆောင်တယောက်ကကြမ်းချက်နဲ့အကူအကနဲ့ပြောရင်တော့နားထောင်မဟုတ်ဘူးဗဇက်ထဲကလာရပြောပြီးတော့နေအတ္တမမှုတွေကမင်းတို့နဲ့မဆိုင်မှုနိုင်ငံရေးကမင်းတို့နဲ့မဆိုင်မှုဘယ်ထဲမှမပါနဲ့ဆိုတဲ့စကားတွေတော့နားမထောင်နဲ့ပေါ့နော်ဒီစကားရမျိုးတွေကအများစုပြောကြတာကတော့ဦးဇင်းတို့ကတော့ဗုဒ္ဓဘာသာဝင်ထဲမှာအများစုပြောကြတဲ့ကြားတယ်ပေါ့နော်ယဟန်တန်ဃာတွေဟာနိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့ လေကူမဟာဝိဟာရအဗျာလင်္ကာရတို့ကိုယ်တိုင်ကလည်းဒီလိုထုတ်ပြောလာတာတွေရှိတယ်တခြားတခြားသောဘုန်းကြီးတွေလည်းဒီတိုင်းပဲအများစုကအဲ့လိုထုတ်ပြောလာတာတွေရှိတယ်ပေါ့နော်ဆိုတော့ယဟန်တန်ကာတွေဟာနိုင်ငံရေးနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်ဘာလို့ဓာတ်ရိုက်သက်ဆိုင်နေသလားလဲဆိုလို့ရှိရင်စရတဘိခဝေစာရိကံဓမ္မံတေတိထဘုဇနာဟိတာယဘုဇနာဒုက္ခာယလောကာနုကံပါယဆိုတဲ့ဗုဒ္ဓမိမ့်မာတဲ့စကားအရာဖြစ်ပါတယ်ယဟန်ဖြစ်တည်နေခြင်းသည် လောကလူသားတွေကောင်းကျိုးစီးပွားဖြစ်ဖို့ယမ်းဖြစ်တည်မီနေခြင်းသည်လောကလူသားတွေချမ်းသာဒုက္ခရဖို့ယမ်းဖြစ်တည်မီနေခြင်းသည်လောကလူသားတွေကိုအစဉ်ဆောင်းလျှောက်ဖို့ဆိုတဲ့ယတ္တိချက်မျိုးနဲ့ဦးဇင်းတို့ယဟန်တွေရယတ္တိချက်အမှာဖြစ်ပါတယ်ဒီနေ့ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပြန်လည်ချိန်ထိုးကြည့်မယ်ဆိုရင်ဦးဇင်းတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအကျိုးမဲ့ဖြစ်နေတယ်ဆင်းရဲဒုက္ခတွေရောက်နေတယ်စိတ်သုံးပျက်စီးနေတဲ့အနေအထားမျိုးတွေဖြစ်နေတယ် ဒီတော့ဗုဒ္ဓခင်ပေးထားတဲ့လမ်းစဉ်အတိုင်းယက်တီတီမီနေကြရတဲ့ယဟန်တွေဟာဥသိနောနိုင်ငံသူနိုင်ငံသားတွေအကျိုးမဲ့ဖြစ်အောင်လုပ်နေတဲ့သူတွေနိုင်ငံသူနိုင်ငံသားတွေဆင်းရဲအောင်ပြုတ်နေတဲ့သူတွေနိုင်ငံသူနိုင်ငံသားတွေကိုဖျက်ဆီးညှဉ်းပန်းတတ်ဖြတ်နေတဲ့သူတွေကိုဆုံးမပဲ့ပြင်ပယ်ရှင်းတုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ယဟန်တွေဟာနိုင်ငံရေးနဲ့တဲ့တဲ့ကြီးကိုတက်ဆိုင်နေတယ်ဆိုတာကိုဒီနေရာမှာအတိအလင်း တင်ပြလိုပါတယ်ကျွန်တော်တို့ရဲ့ဘာသာရဲ့တကယ်အနှစ်သာရတွေကိုလေ့လာကြည့်ပါဒီမတရားမှုတွေကိုအဲ့ဒီလိုလက်ပိုက်ကြည့်လို့ရသလားအဲ့ဒီမတရားမှုတွေကိုကျွန်တော်တို့လက်ပိုက်ကြည့်နေရင်အဲ့ဒီအတ္တမမှုတွေကိုကျွန်တော်တို့ကမတိကျိုးကျုံပြုတ်နေရင်အဲ့ဒီမတရားမှုတွေအဲ့ဒီအတ္တမမှုတွေအားလုံးဟာ ကျွန်တော်တို့မခံရသည့်တိုင်အောင်ကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့ရဲ့ရင်သွေးတွေခံစားရပါလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ကတော့ပြောချင်တာကဒီနေ့အတ္တမကိုဓမ္မဖြင့်တော်လန်ခြင်းဆိုတဲ့ ဇကဝိုင်းကနေပြီးအဓိကပြောချင်တာကတော့ကျွန်တော်တို့ရှေ့မှာကြုံတွေ့လာရမယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြုံတွေ့လာရမယ်ကျွန်တော်တို့ရဲ့ကဘာကြီးမှာကြုံတွေ့နေရတဲ့ဒီအတ္တမမှုတွေဒီမတရားမှုတွေကိုကျွန်တော်တို့ဘာသာအယူအတွေးအမြင်တွေကိုအခြေမခံဘဲနဲ့မတရားမှုအလုံးကို ကျွန်တော်အပါအဝင်ဘာသာဆွဲလူမျိုးဆွဲပုဂ္ဂိုလ်ဆွဲဒေသဆွဲစတဲ့အဆွဲတွေအဲ့ဒီအဆွဲတွေအလုံးကိုစွန့်လွှတ်ပြီးတော့မတရားမှုတွေကိုကျွန်တော်တို့ရွရွချွန်ချွန်မိမိတတ်နိုင်တဲ့ဘက်ကနေပြီးတော့ စန့်ကျင်တော်လိုက်နိုင်ကြပါစေလို့ကျွန်တော်အပါဝင်เนาะဒီနေ့ဒီ live ကိုကြည့်နေတဲ့ပုံကိုယ်တွေမကြည့်နိုင်တော့လဲပြန်မြင်မဲ့ပုံကိုယ်တွေအားလုံးတော်လာနိုင်ကြပါစေနောက်တစ်ခုကဒီမတရားတဲ့အမှုတွေကိုကျူးလွန်နေတဲ့အာဏာရှင်တွေမတရားမှုကိုကျူးလွန်နေတဲ့ပုံကိုယ်တွေအများအများဆုံးသူတို့ရဲ့အာဏာတွေချုပ်ငိမ့်ပြီးတော့ငိမ့်ညံ့တဲ့ကဘာကြီးကျွန်တော်တို့အားလုံးအတူတကွထုစစ်ပုံဖော်နိုင်ကြပါစေလို့ဆန္ဒပြုစုမုံကောင်တော်ရဲ့ညီကောင်ချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါကတော့မောလာနာဟာဖစ်ကာရီဆရာဦးစွန်နေဦး ဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကိုပြန်လည်တင်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါတော့ဦးဇင်းတို့တတွေဟာဘယ်ဟာကဓမ္မလဲဘယ်ဟာကအာရမလဲဆိုတာကိုကွဲကွဲပြားပြားသိအောင်မိမိရဲ့အုံနောက်နဲ့ဆုံးဖြတ်မိမိရဲ့နှလုံးသားနဲ့ခံစားပြီးတော့ဓမ္မအပေါ်မှာမမမမရဲရဲရင်ရင်ရက်တီးပြီးတော့အာရမကိုစုပ်ကင်ထားတဲ့အာရမဝါဒီတွေကိုဝိုင်းဝန်းဖယ်ရှားတဲ့အထက်မိမိတို့တတွေတဒတအားက ပါဝင်နိုင်မှာဒီကြောင့်ပြောကြရင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုညီကုန်းကံပအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်